ဘုဒ္ဓသာသမီယာဟုသာသမီများအတွက်21ရက်10လ2025နေ့ပြီးတော့28ရက်10လ2025ဒီတပတ်စာဟောတဲ့ကံကြမ္မာအကြောင်းအကျိုးအကောင်းဆုံးများကိုဟောပြောတင်ပြပေးကြပါတယ်မင်္ဂလာပေါင်းတဲ့ပြည်သူများသည်ကျွန်တော်ဆန်ကျင်ကိုဖြစ်ပါတယ်ဘုဒ္ဓယာဟုသာသမီများဒီတစ်ပတ်အတော်အတွင်းမှာမမီးရဲ့လောက်ကင်နေတဲ့အလောက်ကင်မျိုးကိုဒါလေးမှန်မှန်ကန်ကန်လေးလောက်ကင်ပါတည်တည်ချာချာလေးလောက်ကင်ပါတအားကြီးစိတ်ကူးမရင်ပါနဲ့ တအားကြီးအတွေးမများပါနဲ့နော်စိတ်ကူးရင်တာတွေအတွေးများတာတွေကလက်တွေ့မကြပါဘူးစိတ်ကူးရင်မှုလိုချင်တက်မှတ်မောမှုမျှော်လင့်ချက်တွေများနေတယ်ဆိုလို့ရှိရင်အဲ့ဒီမျှော်လင့်ချက်တွေဟိုစိတ်ကူးရင်နေတဲ့အချိန်ကုန်သွားလို့ရှိရင်လည်းလုပ်ငန်းကိန်းကတော့အခက်အခဲဖြစ်သွားနိုင်တယ်ဒါကြောင့်မို့လို့မိမိလုပ်နေတဲ့အရာတွေပေါ်မှာဒါလည်းအာယုံဆိုင်ပါ အလုပ်ပေါ်မှာလာရင်အာယုံဆိုင်ပါလက်ရှိလုပ်နေတဲ့အရာတို့ဒီအမှားမခံတဲ့ကိစ္စရက်လေးတွေဒီဒီဘက်မှာကြုံတွေ့ရလိမ့်မယ်အမှားမခံဘူးနည်းနည်းမှားတာနဲ့လမ်းနည်းနည်းလေးလွဲတာနဲ့ချော်ကြသွားနိုင်တယ်လက်ရှိနေမှာသူ့အသူကိုလှည့်ပတ်လို့နိုင်နေတဲ့အနေအထားရှိရနေပြီးတော့မိမိအတွေးမှားတာနဲ့ဘေးကျသွားနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာတွေရှိတယ်ရုံးကန်မှာ လဲရုံးကံမှာစူးစမ်းပါစူးစမ်းရင်စူးစမ်းရင်ねအကြောင်းအမျိုးမျိုးねဒီချိန်ခါမှာတင့်တော်တဲ့အောင်မြင်မှုတစ်ခုရရှိနေပါပြီရရှိနေတဲ့အချိန်ဒီတိုင်းဆိုင်ရမှာအတွေးမမှားဘူးတော့လိုတယ်စိတ်ကူမမှားဘူးတော့လိုတယ်เนาะဘေးစကားပတ်ဝန်းကျင်စကားကိုနားမရောင်ဘူးတော့လိုတယ်တချို့သောကိစ္စတွေမှာအပျော်ပါးမှမတ်ဖို့တော့အကြံပေးကြပါတယ်ဗုဒ္ဓဥတာသမီးရာဟုတာသမီးများဒီရက်ပိုင်းတော့ဒီမှာလည်းနည်းနည်းအပျော်ပါးပိုင်းဆိုင်ရာကိုစိတ်ကညားနေလိမ့်မယ်အတွေးတွေကအပျော်ပါးနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေကိုပို့ပြီးတော့ ဟိုအာပန်နေလိမ့်မယ်ဓာတွေကဒီတစ်ပတ်မှာအမားကြုံတတ်တယ်အောင်မြင်နေတဲ့အလုပ်တွေအဆင်ပြေနေတဲ့အလုပ်တွေရန်နာသွားနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံရတတ်တယ်တချို့သောအရာတွေမှာလုပ်ငန်းနဲ့ပတ်သက်ရင်အလုပ်ငန်းနှစ်ခုလောက်ရတာမျိုးလုပ်ငန်းနဲ့ပတ်သက်ပြီးနှစ်မျိုးအောင်မြင်တာမျိုးဟိုပုံစံမတူတဲ့လုပ်ငန်းအဲ့လိုအရာမျိုးနှစ်ခုကိုမိမိကိုယ်တိုင်ကဟို run နေရတဲ့ပုံစံမျိုးလေးတွေကြုံရလိမ့်မယ်ဒီလိုမျိုးကြုံရတဲ့အနေထားမှာလုံတော့လုံနေပါတယ်မိမိရဲ့ကြွန့်ကျင်မှုပိုင်းဆိုင်ရာနဲ့အလုံးနှစ်ခုလုံးကိုတော့လှည့်ပတ်လို့လုံနိုင်ပါတယ် လုံနိုင်တယ်ဆိုတော့လေအတွေးမှားရင်ပြဿနာပေါ်တတ်တယ်အပျော်ပါမမိရင်ပြုတ်ကျတတ်တယ်ဒါဟုတော့တတိတာဒီတစ်ပတ်မှာဘုရားဟူတာသမီးရာဟူတာသမီးစိတ်ပျော်ရွှင်မှုကိုဦးစားပေးခြင်းနဲ့အတွေးပိုင်းဆိုင်ရာလေးတွေရှိနေတယ်။လက်ရှိအလုပ်တွေမှာနည်းနည်းလေးမွန်းကျက်တဲ့အတွေးလေးတွေလက်ရှိနေရတဲ့နေရာလေးမှာနည်းနည်းလေးမွန်းကျက်နေပြီးတော့အလုပ်ပင်မစိတ်ပင်မလူပင်မအလုပ်ကလည်းတော့သူအလိုက်ထိုက်တော့သူအဆင်ပြေနေပါရဲ့သားနဲ့လူကနည်းနည်းလေးစိတ်ပင်မမှုပိုင်းဆိုင်ရာလေးတွေကျုံရတဲ့အတွက်ဒီစိတ်ပင်မမှုကိုထွက်ပေါက်ရှာခြင်းနဲ့ပုံစံမျိုးလေးတွေတွေ့ရလိမ့်မယ်။ ဒီလိုထွက်ပေါက်ရှာတယ်ဆိုလို့ရှိရင်ထွက်ပေါက်မှားရင်ပြဿနာတက်လိမ့်မယ်ဒါကိုတော့သတိထားဖို့တော့အကြံပေးချင်ပါတယ်ထွက်ပေါက်မမှားမိပါစေနဲ့ကံကြမ္မာအဆိုးတဲမှာမရှိဘူးအကောင်းထဲမှာရှိတယ်ဆိုရင်လည်းထွက်ပေါက်ရှာမှားတာတို့အပျော်ပါလိုက်မှားတာတို့ဆိုလို့ရှိရင်အန္တရာယ်ဖြစ်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာဒီတစ်ပတ်မှာတွေ့ရတယ်နော်ဒီတစ်ပတ်တော်အတွင်းမှာခရီးနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေလည်းအဆင်ပြေလာနိုင်တယ်ကြုံလာနိုင်တယ်ခရီးနဲ့ပတ်သက်ပြီးခရီးထွက်တော်လကောက်ဒါဥပမာလို့ရှိရင်ဟိုအပျော်ခရီး ဟာလာဒါမှမဟုတ်လို့ရှိရင်အပေါင်းတင်တငယ်ချင်းမိတ်ဆွေအိမ်ကိုသွားပြီးတော့အလဲခရီးဒီလိုပုံစံမျိုးလေးတွေသွားနိုင်တယ်နောက်ပြီးတော့နိုင်ငံရဲ့အခြားခရီးနော်ဒီလိုပုံစံမျိုးလေးတွေကြုံရတတ်တယ်မထင်မှတ်ပဲနဲ့အိယာပြောင်းအိတာတို့နေရာထိုင်ခင်းခေတ္တခဏပြောင်းသွားတာတို့အပြောင်းလဲခေတ္တခဏလေးတွေဒီလိုအပြောင်းလဲလေးတွေကြုံလိမ့်မယ်ဒီလိုကြုံလာတယ်ဆိုလို့ရှိရင်အရန်ကောင်းတဲ့အခြေအနေပိုင်းဆိုင်ရပါ ဒီတစ်ပတ်မှာမိမိရဲ့ကံကြမ္မာညံ့နေတဲ့အဆင်မပြေဘူးဘာလို့လို့အဆင်မပြေဘူးကိုယ့်ကိုယ်ကိုထင်နေဆိုလို့ရှိရင်အဲ့ရလေးပြောင်းအိတ်ကြည့်လိုက်ဒါဆိုလို့ရှိရင်အဆင်ပြေသွားလိမ့်မယ်။ဒါမှမဟုတ်ရင်ခရီးလေးတစ်ခုခုထွက်ပြေးကြည့်လိုက်အဆင်ပြေသွားလိမ့်မယ်။နော်ဒီလိုမျိုးလေးတွေတော့ဒီတစ်ပတ်မှာအကောင်းလေးတွေတွေ့ရတယ်။ဒါပေမဲ့တခုရှိတာတချို့တော့အကောင်းတွေမှာအန္တရာယ်တော့များတယ်။အယံကရောလှဲ့လို့မရဘူး။အယံကရောမှားလို့မရဘူး။မှားတာနဲ့ပေါက်ပါ။ မှားတာနဲ့ဘဝပြတ်နိုင်တဲ့အခြေအနေပဲဆိုင်ရာရှိရဲ့အခက်ခဲပိုင်းဆိုင်ရာပို့ပြီးတော့ကြုံသွားနိုင်တဲ့အနေထားကိစ္စရလိမ့်မည်ရှိရဲ့ဒီတစ်ပတ်တော်အတွက်မှာသူများပြဿနာကိုဝိုင်းဝန်းဖြေရှင်းပေးတာသူများပြဿနာကိုကြားဝန်ဖြေရှင်းပေးတာကြီးတွားမလုပ်ပါနဲ့အဲ့လိုမျိုးတွားလုပ်တယ်ဆိုလို့ရှိရင်အန္တရာယ်များတဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံရမဲ့အနေထားလေးတွေတွေ့ရတယ်တချို့တော့အရက်လေးတွေပါတချို့တော့ကိစ္စရက်လေးတွေမှာငွေကြေးနဲ့ပတ်သက်လို့ရှိရင်အထူးသတိထားဖို့လိုအပ်တယ်ငွေကြေးကဒီတစ်ပတ်တော်အတွက်မှာရမယ်ဆိုလို့ရှိရင်လုံးကနေခေကနေလုံးလိုက်ရင်းလိုက်ရလာ ညညဆဆရနိုင်တယ်အဲ့လိုမှမဟုတ်ပဲねကုံမယ်ဆိုလို့ရှိရင်လည်းကျုပ်ကုံချက်ကုံလက်ထဲမှာတပြားမှမကြမ်းတဲ့ဆင်ကြီးဖြစ်သွားတယ်ဒီလိုမျိုးတွေကြုံတတ်တယ်ငွေချင်းနဲ့ပတ်သက်တဲ့အရာမှာအရညံနဲ့အကုံညံနဲ့နော်ဘလောက်ပဲရရရသလောက်ကုံလိမ့်မယ်သို့တော့ကုံဝါးမှပြောင်းဝင်မယ်လက်ရှိလက်ထဲမှာငွေချမ်းနေပြောင်းဝင်မှုမလို့ဒါမျိုးလေးတွေဆိုတော့ကြုံနေတယ်။ဒါမျိုးလေးတွေဆိုတော့ကြုံနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်။ဒါခါကြလို့ရှိရင်ကိုယ့်လက်ထံမှာငွေမရှိတဲ့ခါကြလို့ရှိရင်လူတွေကတော့စိတ်ညစ်တတ်တာပေါ့။သို့တော့ လက်ထက်မှာငွေကုန်မှာပြောင်းဝင်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာဒီတစ်ပတ်မှာအများဆုံးဖြစ်တတ်တဲ့အနေအထားရှိတဲ့အတွက်ငွေကြီးစုတာဆောင်းတာကိစ္စရက်လေးတွေဆိုသတိထားပါသူများကိစ္စကိုကြောင်ဝင်ဖြည့်ရှင်းပေးတဲ့ကိစ္စရက်လေးတွေသတိထားပါငွေကြီးနဲ့ပတ်သက်ပြီးအာမခံပေးတဲ့ကိစ္စရက်လေးတွေသတိထားပါအာမခံပေးတဲ့အရာလေးတွေအရန်ကရောလှုပ်လို့တော့မရပါဘူးမလှုပ်တဲ့တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်တချို့တော့ကိစ္စရက်လေးတွေမှာလုပ်ငန်းကိုင်ငန်းအဆင်ပြေနေတဲ့အေးအေးဆေးဖြစ်နေတဲ့အချိန်ခါမှာအပေါင်းတင်းမတ်တဲ့ပုဂ္ဂိုလ်တာသမီယာဟုတာသမီရှိတယ်ဆိုလို့ရှိရင်မိမိအပေါင်းတင်းတွေကို တတိထာဆင်ခြင်ပြီးပေါင်းမှုအတွက်ကိုအသိပေးခြင်းပါတယ်။ဒါကြောင့်လဲဆိုလို့ရှိရင်အပေါင်းတင်းတွေတဲမှာပြက်စီနေတဲ့သူမူရစေဝါလောင်းကစားနော်အပြော်ပါနဲ့ပတ်သက်တဲ့သူတွေပါနေတယ်။ဒီလိုပါနေတဲ့သူတွေကသူတို့ရဲ့ဘက်ကိုသူတို့နဲ့အတူတကွပျော်ပါဖို့အတွက်သူတို့နဲ့အတူတကွစိတ်လို့ကိုလို့ပျော်ပျော်ရွှင်ရွှင်နေဖို့အတွက်ကိုဆွဲလိုက်တယ် ဒီလိုမျိုးအကြောင်းပြပြီးတော့သူတို့ဘက်ကိုစိတ်ရိုက်ပါတယ်ဆိုလို့ရှိရင်မမီလုပ်ငန်းကြီးခက်ခဲဖြစ်သွားနိုင်တယ်မမီရဲ့ရရှိနေတဲ့အခွင့်အရေးတွေရပ်တန့်သွားနိုင်တယ်ဒါမျိုးလေးတွေမဖြစ်အောင်လို့တော့အပြော်ပါးကိုမမတ်ဖို့စိတ်ကူးရင်မှုတွေစိတ်ကူးမှားမှုတွေမဖြစ်အောင်ဒီတစ်ပတ်မှာအတတ်နိုင်ဆုံးသတိထားဆင်ခြင်ဖို့တော့ကိုအကြံပေးဟောကြားခြင်းပါတယ်တချို့သောအရာလေးတွေမှာမျှော်လင့်ချက်ကိုအယံကာရောမထားနဲ့တရားကြီးမမျှော်လင့်နဲ့မျှော်လင့်ချက်တွေရိုက်ချိုးခံရတာတို့မျှော်လင့်ချက်တွေမဖြစ်လာတာတို့ဒါမျိုးလေးတွေကြုံလိမ့်မယ် စိတ်ကူအိမ်မက်တွေအရန်ကရောမမတ်ပါနဲ့စိတ်ကူအိမ်မက်တို့ဒီမိမိစိတ်ကိုမိမိတင်မှန်းစေရဲနောက်တစ်ခုက လုပ်ငန်းကိုင်ကန်းနဲ့ပတ်သက်တဲ့အရာတွေအရေးကြီးကိစ္စရက်တဲ့နဲ့ပတ်သက်တဲ့အရာတွေအတွက်ကိုအနှောက်အယှက်ဖြစ်စေတယ်။ဒါကြောင့်မို့လို့လုံးစရာရှိတဲ့အရာကိုဒါလည်းမှန်မှန်ကန်ကန်လုပ်တိတိကျကျလုပ်လုပ်မယ်ဆိုလို့ရှိရင်အဆင်ပြေချောမွေ့စရာအောင်မြင်နိုင်စရာကိစ္စရက်တွေကြုံလိမ့်မယ်။ စိတ်ကူးရင်တာမှားလို့ရှိရင်တော့အန္တရာယ်မျိုးလေးတွေကြုံလိမ့်မယ်ဒါတွေကိုဒီတစ်ပတ်မှာသတိထားနိုင်ဖို့အတွက်ကိုဘုဒ္ဓဟူသာသမီယာဟုသာသမီများအတွက်ကိုအကြံပေးဟောကြားပေးခြင်းပါတယ်နောက်ထပ်တစ်ချက်ကတော့ဘုဒ္ဓဟူသာသမီယာဟုသာသမီများအတွက်ကိုအချစ်ရည်နဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေကိုဟောကြားပေးခြင်းပါတယ်ဘုဒ္ဓဟူသာသမီယာဟုသာသမီများဒီတစ်ပတ်မှာအချစ်ရည်နဲ့ပတ်သက်လို့ရှိရင်နှစ်ပင်လိန်တာတို့နှစ်ဖက်ခွာတာတို့အချစ်ရည်နဲ့ပတ်သက်ပြီးတော့ဟိုဒီဘက်ကိုလည်းအာနာရတယ်ဟိုဘက်ကိုလည်းအာနာရတယ်နှစ်ဖက်ကြားမှာကြာများနေတတ်တယ် အခြေအနေနဲ့ပတ်သက်လာလို့ရှိရင်ဇီးစာနှစ်ယောက်ထားတတ်တဲ့အခြေအနေပိုင်းဆိုင်ရာမှာဒီတပတ်တော်မှာဗုဒ္ဓဟူသာသမီးနဲ့ယာဟုသာသမီးကနံပါတ်၁ကချိန်နေတယ်နော်အဲ့လိုမျိုးလေးတွေဖြစ်မယ်ဆိုလို့ရှိရင်တော့စိတ်ရှုပ်ရှားကိစ္စရက်လေးတွေပေါ်လိမ့်မယ်နော်ဒါမျိုးလေးတွေဖြစ်ပေါ်တတ်တဲ့အိမ်တွင်းကြီးအိမ်တော်ကြီးမိသားစုကြီးနဲ့ပတ်သက်မယ်ဆိုလို့ရှိရင်တော့ဒါမျိုးလေးတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့မိသားစု အရေးနဲ့ပတ်သက်တဲ့ဆိုတဲ့အနေထားမှာမိသားစုရေးတွေမှာပြဿနာလေးတွေမကြာခဏမကြာခဏလေးတော့ဖြစ်တတ်တယ်ပြဿနာတရားအနေကြီးွားမယ်ကြီးရအနေပြီးထိမရတဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေတကြက်ကြက်လေးတွေညံနေတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိနေလိမ့်မယ်ဒါမျိုးလေးတွေကြုံတတ်တဲ့အနေထားပိုင်းဆိုင်ရာလေးတွေဒီတစ်ပတ်မှာဖြစ်ပေါ်တတ်တဲ့အနေထားရှိတယ်နောက်တစ်ချက်ကတော့ဘုဒ္ဓသာသမီရာဟုသာသမီအတွက်ကျမ်းမာရေးနဲ့ပတ်သက်တဲ့အရာနော်ကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဟောကြားပေးကြပါမယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်လည်းဒီတစ်ပတ်မှာစိတ်မှိုင်ထွေတာလို့ เนาะစိတ်မကြည်တာတို့ကိုဟိုကိုနေရင်ထိုင်ရင်နဲ့ကိုကိုစိတ်နဲ့ကိုကိုစိတ်အလိုမကျတာတို့ဖြစ်နေလိမ့်မယ်။ဒါကြောင့်လို့ချင်းဆုံးဖြတ်ချက်တွေမမှန်တာတို့ကိုဘာလို့လို့လောက်ရမှန်းမသိတဲ့အတွေးမျိုးလေးတွေဖြစ်ပေါ်တတ်တယ်။နောက်တစ်ခုကတော့အစိတ်ရှိတဲ့တရားဝါလေးတွေနည်းနည်းသတိထား။နော်လမ်းသွားလမ်းလာမှာအစိတ်ရှိတဲ့တရားဝါလေးတွေကြိုက်ခဲတာတို့အခိုက်ခဲခံရတာတို့ဒါမျိုးလေးတွေကြုံတတ်တယ်။နော် ဒီတပတ်တော်ထဲမှာအတက်နိုင်ဆုံးသတိထားရမှာတော့အေးမိတာဟိုဖျားနာတာဒါမှမဟုတ်ရှင်ခေါင်းမူးတာခေါင်းကိုက်တာပုံစံမျိုးလေးတွေဖြစ်ပေါ်တတ်တယ်နောက်တစ်ခုကယင်ဘက်လေဟတ်တဲ့သူတွေများလို့ရှိရင်လည်းသတိထားတချို့ယင်ဟိုယင်မောင်းတဲ့သူတွေဒါမှမဟုတ်ရှင်ဆံကယ်စီကားစီးတဲ့သူတွေယင်ဘက်ကိုလေဟတ်တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်သတိထားအဆောက်နဲ့ပတ်သက်တဲ့ယောဂဝေဒနာမျိုးလေးတွေခံစားတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံရလိမ့်မယ်နော်ဗုဒ္ဓဟူသာသမီးရာဟုသာသမီးများအတွက်ဒီတစ်ပတ် တပတ်စာဟောတဲ့ဒီမာရင်ရနာဝယ်ပြုပါအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါဗျာ